ကျွန်တော်မင်းရတော့ PowerPoint လေးမှာဒီဇာတ်ကွက်လေးတွေဘယ်လိုဆွဲမလဲဆိုတာဒီလိုပြောပြပေးပါဦးနော်ဇာတ်ကွက်လေးကိုနှိပ်လိုက်တာနဲ့ဇာတ်ကွက်မနှိပ်ခင်အချိန်မှာဒီဒီ title bar ပေါ့နော်ဒီဒီက menu bar ပေါ့အဲ့ bar ပေါ်မှာ view အထိပဲရှိတယ်သူ့နှိပ်လိုက်တဲ့အချိန်မှာသူနဲ့ဆိုင်တဲ့ cloud လေးထပ်ပေါ်လာ table to design လေးအောင်ဆိုပြီးထပ်ပေါ်လာ design နဲ့မှာသူ့ရဲ့ color တွေပါတယ်ချိန်ပြီးတော့ပြင်လို့ရတယ်မှန်တယ်ကလေးတွေပြင်လို့ရတယ်လို့ ျွန်တော်ယူယူလေးဒီသားမှာပါဒီခလုတ်လေးနဲ့ပြီးတော့ယူယူဒီအားလည်းဖြစ်အောင်ပြန်လောက်တာပြရအောင်နော်အဲ့ဒီကတော့ကျွန်တော် shading နေပေါ်တာတွေနဲ့ဒီအားလည်းအကြောင်းပြောပြပြပါပေါ့ကျွန်တော်ဒီနေ့ကျတော့ဒီ tape draw table နဲ့ eraser အကြောင်းပြောပြပါပေါ့နော်ကျွန်တော် eraser ရှင်းတယ်သူ့နှိပ်လိုက်ရင်ဒီခဲပြက်လေးကဒီအောက်မှာပါလာပါလာဒီခဲပြက်တုံးလေးရဲ့ဒီအလေကောင်တက်တက်လေးနဲ့အမြင်ကြောင်းလေးနဲ့တက်တက်တောက်ကလေးတစ်ချက်တောက်အဲဒီသူတို့နှစ်ခုရဲ့အလေမှာရှိတဲ့မြင်းကြီးဖြတ်တော့မှာပေါ့သူလည်းအတန်းလေးပေါ့သူလည်းအတန်းတောက် အဲဒါမှအစဉ်သူတို့ခေါင်းစဉ်ကြီးရဲ့တရားကြီးတွေအပေါ်မှာခေါင်းစဉ်ကြီးတစ်ခုရှိတယ်ဆိုတော့ပေါ့။အစဉ်သူတို့နှစ်ခုရဲ့အပေါ်မှာခေါင်းစဉ်တစ်ခုရှိတယ်။ဒီပြလိုက်နေပေါ့။ဒါစတာ။ဒါကြောင့်သူခေါင်းစဉ်ကြီးခေါင်းစဉ်ခွဲလေးနှစ်ခုရှိမယ်။ဒီခေါင်းစဉ်ခွဲလေးအောင်မှာခေါင်းစဉ်နှစ်ခုရှိမယ်။ခေါင်းစဉ်တော့မှာသုံးခုရှိအချက်လက်သုံးခုရှိမယ်ပေါ့။ကျွန်တော်အဲ့ဒါ eraser ကိုပြန်ဖြတ်ချင်တယ်ဆိုတော့ဒီပုံမှာပြန်နှိပ်ထားမယ်။ eraser ပြတ်သွားပြီပေါ့။အဲ့ကျွန်တော်ခဲနိုင်တဲ့ဒါ draw table ဆိုတော့ပြန်ဆွဲမယ်ပေါ့ဗျာ။ ပြန်ဆွဲမယ်သူနှိပ်ဆွဲမယ်ပုံမှာတဲတဲထောက်ကလစ်တစ်ချက်တောက်အများလေးဆွဲစားဟုတ်ပြီအဲ့ဒီညမှာကျွန်တော်ဆွဲလိုက်တဲ့ချိန်မှာဒီမှာဒီညလေးတွေ့ကြသူဒီမှာပန်ကာလာ အနီထားရတယ်ဒီမှာမြင်းဖြောင်းထားရတယ်ဒီညမှာဆက်ဆက်ထားရတဲ့ကြောင်မလို့ကျွန်တော်ဆွဲတဲ့မြင်းနဲ့ကတော့ဒီပုံစံတိုင်းလိုက်ထွက်လာမထက်ဆက်ကြနော်အာမဟုတ်ဘူးအညမှာမဟုတ်ဘူးမှားတော့ပြီဒါမဟုတ်ဘူးသူ့လိုပဲတူအောင်လုပ်မယ်သူ့လိုပဲတူအောင်ဆိုသူဝမ်းလာပဲဖြစ်လိမ့်မယ် အဲ့တော့အယောင်ကလည်းအမဲအောင်ပဲအဲဒီမှာဓာတ်တတ်မဟုတ်တော့ဘူးမြင်ပြအောင်ပဲပြန်ဆွဲမယ်ဆိုတော့လူဆွဲရင်တော့အမြင်ပြောပေါ့ဒါဒီမှာမြင်ဆွဲမယ်ဆိုတော့အဲ့ဒါမှမြင်ဆွဲမယ်တော့ဖြစ်လဲဆွဲပြရနော်တော့ဖြစ်ဒီလောက်ဖြစ်လဲဒီထည့်ဆွဲလိုက်ရနော်အဲ့ဒါကျရင်ဆွဲလို့ရမယ်လို့ယူဆပါတယ်အဲ့ဒါဤလိုကြရပြီ draw တွေပဲရပြီပေါ့နော်အော်အလုံးစင်ကြပါစေ